တော်မင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ကျွန်တော်ကကိုယ့်ရဲ့ Facebook အကောင့်ကိုခဏဖြတ်တားခြင်းတဲ့သူတွေအတွက်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ Facebook အကောင့်ကိုအဲအကြောင်းမျိုးမျိုးကြောက်ပေါ့ဗျာစိတ်ညစ်လို့ပဲဖြစ်ဖြစ်အကြောင်းတစ်ခုခုကြောက်အဲခဏဖြတ်တားခြင်းတဲ့သူတွေအတွက်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ဟာအဲ setting တွေကိုတော့ပြေးလိုက်ပါခင်ဗျာ setting and privacy ကိုချက်နေပြေးလိုက်ပါခင်ဗျာအဲ့မှာ setting ကိုဝက်ထည့်နေပြေးလိုက်ပါပြီးရင်ကျွန်တော်တို့ဟာ account center ဆိုတဲ့ဟာလေးတစ်ခုတစ်ခုလုံးကိုနှိပ်ပြေးလိုက်ပါခင်ဗျာ ပြီးရင်ကျွန်တော်တို့ဟာ personality day ဆိုတဲ့ဟာလေးကိုထပ်ကြွေးပေးလိုက်ပါခင်ဗျာပြီးရင်ကျွန်တော်တို့ဟာအောက်ဆုံးက account ownership and control ဆိုတဲ့ဟာလေးကိုလှည့်ပေးလိုက်ပါခင်ဗျာပြီးရင်ထပ်ပြီးတော့ဒီအောက်ဆုံးက deactivation or deletion ဆိုတဲ့ဟာလေးကိုထပ်ကြွေးပေးလိုက်ပါခင်ဗျာအဲ့မှာဒီဟာလေးကိုထပ်နှိပ်ပေးလိုက်ပါပြီးရင်ကျွန်တော်တို့ဟာဒီအပေါ်ဆုံးက deactivate ကို your account is temporarily ပေါ့နော် temporarily ဆိုတဲ့ဟာလေးကိုရေးပေးလိုက်ပါခင်ဗျာဘာလို့ဆိုတော့ဒီအောက်ဆုံးဟာကကြတော့အပြီးဖြတ်တာပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ account ကိုပြီးဖြတ် ဖြစ်တာပဲဖြစ်ပါတယ်အပေါ်ဆုံးက DRDB ကအ